ဖဲမျိုးမှာသမီးရင်းဖြစ်သူအားသားများအဖြစ်ပြုကျင့်ခဲ့ရဲဆိုတဲ့ဖခင်ဖြစ်သူအားကံဝေးငါဖက်လေပေါ်မှာရဲတောက်ဖွဲ့ဝင်များကဇွန်လ16ရက်နေ့ကတွားရောက်ဖမ်းဆီးခဲ့ကြောင်းသိရပါဗျ။သမီးဖြစ်သူအားသားများအဖြစ်ပြုကျင့်ထားသူဟာငါးဖက်လေများမှရေလုတ်သားအဖြစ်လိုက်လံလောက်ကနေသူတူဖြစ်ကြောင်းသိရပြီးမိသားစုဝင်6ဦးရှိကြောင်းလည်းသိရပါဗျ။၎င်းရဲ့ဇနီးဖြစ်သူဟာနေများမှအဝိရှော်ဖွတ်တဲ့အလုပ်ကိုလုပ်ကင်ကြောင်းလည်းသိရပါဗျ။ တမီးဖြစ်သူရဲ့အသားရေဟာဖြူပက်ဖြူရောဖြစ်နေတာကြောင့်ဇွန်လ18ရက်နေ့မှာမိခင်ဖြစ်သူကမင်းမြန်းရမှပြီးခဲ့တဲ့ AB လမှာနေအိမ်မှာလူများမရှိခဲ့အယံမှုနေတဲ့ဖခင်ဖြစ်သူကနင်းနေခိုင်းတာကြောင့်နင်းနေပေးနေစဉ်ဖခင်ဖြစ်သူကတရက်ထဲမှာသားမရအဖြစ်၃ချိန်ပြုကျင့်ခဲ့တယ်လို့ပြောပြခဲ့ကြောင်းရဲမှတ်တမ်းများအရာသိရပါဗျ။ခင်မုန်ဖြစ်သူကိုဆက်လက်မင်းမြန်ရ၎င်းအနေနဲ့မှားသွားကြောင်းဝန်ခံပြောကြားခဲ့တယ်လို့ရဲမှတ်တမ်းများအရာသိရှိရပါဗျ။ အဲဒီဖြစ်စဉ်အပေါ်မိခင်ကသက်ဆိုင်ရာရက်ကွက်လူကြီးများကိုအကြောင်းကြားပြီးရဲစခန်းမှာလာရောက်အမှုဖွင့်တိုင်ကြားခဲ့ရာရဲတပ်ဖွဲ့ဝင်များကငါးဖက်အလီပေါ်မှာရှိနေတဲ့ဖခင်ဖြစ်သူကိုတွားရောက်ဖမ်းဆီးခဲ့ကဘေးမြို့မှာရဲစခန်းကပ1256မြင်းဆောင်2019ရာဇသက်ကြီးပုံမှ386ဖြင့်အမှုဖွင့်အရေးယူထားတာဖြစ်ပါတယ်။